စစ်ကောင်စီကပြည်သူလူထုအပေါ်ဒီဂျစ်တယ်စောင့်ကြည့်မှုတွေပြုလုပ်နေပြီးလက်လက်စွာထုတ်ဖော်ပြောဆိုတာတွေကြောင့်2025ခုနှစ်ပထမ3လအတွင်းဖမ်းဆီးခံရသူ45ဦးထိရှိရလို့မြန်မာအင်တာနက် project ရဲ့တာဝန်ရှိသူတဦးကပြောပါတယ်။ဆရာနာရှင်ရဲ့လက်နှစ်ကျော်ကာလအတွင်းဖိနှိပ်မှုမျိုးစုံကြားကနေမြန်မာပြည်သူတွေဟာဒီဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်တွေကိုလည်းရင်ဆိုင်ကြုံတွေ့နေရတာပါ။ဒါအပြင် ဖုန်းနဲ့အင်တာနက်ဖြတ်တောက်မှုတွေအွန်လိုင်းပေါ်ထုတ်ဖော်ပြောဆိုမှုတွေကြောင့်ဖမ်းဆီးခံရတာတွေအပြင်စစ်ကောင်စီကအများပြည်သူတွေအပေါ်စောင့်ကြည့်ချေရခံမှုတွေနဲ့သတင်းမီဒီယာလွတ်လွတ်ခွင့်အပေါ်ဖိနှိပ်မှုတွေကိုလည်းလှုပ်ဆောင်နေတာပါကျွန်တော်တို့က3လအတွင်းမှာ April ကနေပြီးတော့ကျွန်တော်တို့ March April ဟိုဟို3လပေါ့နော်3လအတွင်းမှာကျွန်တော်တို့အာ55ဦးရှိတယ်အဲ့ဒါအဲ့ဒါကျွန်တော်တို့ကအမြင်နဲ့ကျွန်တော်တို့ဟိုလောက်ထားဒါပေမဲ့ဒီစောင့်ကြည့်ကြီးကျွန်တော်တို့ခုတင်ပြနေတဲ့စောင့်ကြည့်ရန်နေရာကြောင့် တို့တော့ကျွန်တော်တို့မပြောနိုင်ဘူး Facebook ပေါ်မှာရေးသားထုတ်ဖော်ပြောဆိုတာပေါ့နော်လောလောဆယ်ထုတ်ဖော်ပြောဆိုခွင့်ကို social media platform ပေါ်မှာတုံးတဲ့အတွက်ဖန်ဆီးခံရတဲ့လူကကျွန်တော်တို့ဒီ April ထိ April ကနေရှိတုံးလာပေါ့နော်အဲ့တုံးလာအတွက်မှာကျွန်တော်45ခုကျွန်တော်ရှိတာကိုကျွန်တော်တို့အမှတ်တမ်းပြုစုထားတာရှိပါတယ် စစ်ကောင်စီဟာ2025ခုနှစ်ဖေဖော်ဝါရီလအတွင်းကအွန်လိုင်းငွေလိမ်လုပ်ငန်းပြဿနာတွေကိုအကြောင်းပြပြီးနေဆက်မျိုးတွေကိုဖုန်းနဲ့အင်တာနက်ဖြတ်တောက်တာအင်းဒီဂျင်ထိုင်းနိုင်ငံကနေဝယ်ယူသုံးဆွဲတဲ့လက်ရက်စစ်တအားအင်တာနက်နဲ့လောက်စာစီတွေကိုတရုတ်ပြည်အနေနဲ့ဖြတ်တောက်တာတွေကိုလုံဆောင်ခဲ့တယ်လို့မြန်မာအင်တာနက် project ကဆိုပါတယ်စစ်ကောင်စီရဲ့ဖုန်းနဲ့အင်တာနက်ဖြတ်တောက်မှုတွေကြောင့်တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေကပြည်သူတွေရဲ့လူမှုဒုက္ခအခက်အခဲတွေဟာရှေ့ကျလာခဲ့တယ်လို့ လူသားချင်းစာနာမှုအကူအညီတွေပေးရေးအဖွဲ့တွေရဲ့ကူညီမှုလုပ်ငန်းတွေဟာလည်းထိခိုက်ခဲ့ရတယ်လို့သိရပါတယ်ပြောရရင်အနေနဲ့ကျွန်တော်တို့ဒီအခုအချိန်မှာကျွန်တော်တို့ suggest တစ်ခုကိုဖြစ်လာတဲ့ဟာကကျွန်တော်တို့ဒီလွတ်လပ်သော media တွေရဲ့အောက်က comment တွေကျွန်တော်အဲ့ဒီ comment တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့အများသောအားဖြင့်တွေ့ရတဲ့ဟာ comment ပေးသွားဘူးဆိုလို့ရှိရင် comment ပေးသွားတဲ့လူရဲ့ ဒီဟိုဟာတဲ့အကောင့်သေးကိုဝင်ကြည့်မယ်အချက်အလက်ရသမျှယူမယ်ပြီးလို့ရှင်ကျွန်တော်တို့ဒါတွေဒီ Telegram channel ပေါ်ကိုတက်လာလဲဆိုရဲပုံစံမျိုးတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့ကျွန်တော်ဒီမှာအတွက်ကျွန်တော်တို့အကောင်းဆုံးဒီ post account ကိုစောင့်ကြည့်နေလားဆိုရဲဟာကတော့ကျွန်တော်တို့ဒီဟို platform တွေအရာကျွန်တော်တို့မသိနိုင်ဘူးဒါပေမဲ့ပို့တော့လဲကျွန်တော်တို့သိနိုင်တဲ့ဟာကတော့ကျွန်တော်တို့ကိုယ့်ရဲ့ friend list ထဲမှာဘယ်သူတွေရှိတယ်ကိုတင်တဲ့စာကိုရေးတဲ့ interaction ကိုကျွန်တော်တို့ public မှာ အနေနဲ့ထားသင့်တာကျွန်တော်တို့ဒါမှမဟုတ်ရင်ကျွန်တော်တို့ပြည်ပြည်ပိတ်အနေနဲ့ထားသင့်တာဆိုတဲ့ဟာတွေကိုကတော့ကျွန်တော်တို့ပြန်ပြီးချိန်ဆလို့ရပါတယ်ပေါ့နော်ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ digital စောင့်ကြည့်မှုတွေကိုကာကွယ်ဖို့နည်းလမ်းမရှိပေမဲ့ထိခိုက်လေတဲ့စကလုံးသုံးနှုံးတာထိခိုက်လေတဲ့အချက်အလက်တွေကိုကိုယ်နဲ့အတူမထားတာအပြင်လုံခြုံတဲ့ VPN ကိုအသုံးပြုတာစတာတွေကိုလုဆောင်တဲ့နယ်လို့ Spring Revolution Security ရဲ့တာဝန်ရှိသူကိုဘော့စ်ကပြောပါတယ် စစ်ကောင်စီဟာအင်တာနက်ဖြတ်တောက်တာနဲ့အွန်လိုင်းပေါ်မှာဝေဖန်ပြောဆိုတာတွေကိုဖန်ဆီးရေးယူတာတွေပြုလုပ်ရုံမက အများပြည်သူတွေကိုပုံစံမျိုးစုံနဲ့စောင့်ကြည့်ထိန်းချုပ်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ဒီမှာအဦးဆုံးကတော့ကျွန်တော်တို့လုံခြုံတဲ့ VPN ကိုအသုံးပြုဖို့လိုတယ်။ဒုတိယကတော့ကျွန်တော်တို့အကောင့်ငုံချုံကြီးတွေကိုကျွန်တော်တို့ဘီယူဆိုင်ဖို့လိုတယ်။ကျွန်တော်တို့ထိရှာလွယ်တဲ့ဇာတ်ကားတွေပြောတယ်ဆိုလို့ရှင်ဒါပြီးကျွန်တော်တို့ ဒီဟိုဘယ်လိုပြောမလဲဒါဒီကျွန်တော် application တွဲရမယ့်ပုံစံမျိုးမဟုတ်ပါဘူးကျွန်တော်တို့အနေနဲ့ဒီအားဖြင့်ကျွန်တော်တို့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကိုကျွန်တော်တို့ဂရုစိုက်ရမှာပေါ့ထိရှားလွယ်တဲ့စကားတွေကိုကျွန်တော်တို့ဒီလုံခြုံတဲ့ဟာတွေ SPA channel တွေကစကားပြောတာပြီးလို့ရှိရင်ကျွန်တော်တို့ record တွေကိုပြောပြီးရင်ပြန်ဖြတ်တယ်ဆိုတဲ့အလေးချက်မျိုးတွေကိုကျွန်တော်တို့ဒီဆောင်ရွက်တာပြီးလို့ရှိရင်အပြင်သွားလာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အချက်လက်တွေကိုလုံခြုံအောင်ကိုယ်နဲ့ ဟိုအရေးကြီးတဲ့အချက်အလက်ထိရှာလွယ်တဲ့အချက်အလက်တွေကိုကိုယ်နဲ့တပါတယ်ယူသွားတာမဟုတ်ဘဲနဲ့လုံခြုံတဲ့နေရာတွေမှာထားထားလဲဆိုတော့အနေအထားမျိုးတွေကကျွန်တော်တို့ပို့ပြီး ဒါဒီလက်ရှိအနေထားတွေမှာပို့ပြီးအသုံးငင်သွားပါတယ်ပေါ့။ရှင်းရှင်းပြောလို့ရှိရင်တော့ကျွန်တော်ပြန်ပြီးအတူချောရလို့ရှိရင်တော့ကျွန်တော်ရွယ်ကူဆုံးပေါက်ရွေးလို့ရတဲ့နေရာတော့မရှိပါဘူး။စစ်ကောင်စီဟာပြည်ပခဖြစ်ပွားရာဒေသတွေဖြစ်တဲ့ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊စကိုင်းတိုင်း၊တနင်္သာရီတိုင်း၊ပဲခူးတိုင်းစတဲ့တိုင်းနယ်ပြည်နယ်တွေမှာအင်တာနက်နဲ့ဖုန်းလိုင်းဖြတ်တောက်မှုတွေကိုတိုးမြှင့်လှောက်ဆောင်နေတယ်လို့သိရပါဗျ။ SS9 ရဲ့ဖေဖော်ဝါရီလကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာတော့မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာအင်တာနက်ပိတ်ဆို့မှုအကျဉ်းကြီးအများဆုံးပြုလုပ်တဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ဖော်ပြခဲ့ပြီးအင်တာနက်ပိတ်ဆို့မှုပေါင်း85ကြိမ်အထိလွတ်ဆောင်ခဲ့တယ်လို့သိရပါဗျာ။